ီဇီရဲ့ hat trick နဲ့သူစပါကို4-1နဲ့အနိုင်ရရှိခဲ့တဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါ Syrian Sider from Burma ကနေပြန်လဲကြိုးဆိုလိုက်ပါတယ် Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့မြောက်လန်ဒန်ဒါဘီကိုတော့ Arsenal ရဲ့ Emirates ကွင်းမှာကစားသွားခဲ့ပြီး Arsenal ကပဲ at the Spartan ကို4-1ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့ပါတယ်ပွဲတွင်းမှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲပွဲပြီးနောက်နှစ်ဖက်နီးပြားတွေရဲ့ပြောစကားတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မဆခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ် အားပေးတဲ့အတွက်ကျေးဇူးပါပထမဆုံးတစ်ချက်အနေနဲ့ပွဲကိုစတင်လွှမ်းမိုးခြင်းပရိသတ်တွေစောင့်မျှော်နေကြတဲ့မြောက်လန်ဒန်ဒါဘီပွဲကိုတော့အမေရိကန်မှာ T4 တွေလွင့်ထိုးပြီးအာဆင်နယ်ဘက်ကခန့်ခန့်နာနာနဲ့စတင်ခဲ့ပါတယ်ဒီကလန်ရော့ရဲ့အားထုတ်မှုကလည်းအစောပိုင်း3မိနစ်အတွင်းအင်ရှင်ပရိသတ်တွေကိုအောင်ပွဲခံစေတော့မလို့ဖြစ်ခဲ့တာပါပကာယူဆာက easy rive အတွဲဘက်ကနေပထမဆုံးရလာတဲ့အခွင့်အရေးဖြစ်ပြီး rise ရဲ့ ball ကန်ချက်ကိုဂူဒမာ vicario က6ရောင်းနဲ့တားဆီးနိုင်ခဲ့တာကြောင့်တောင်းကန်ဘောပဲဖြစ်သွားပါတယ် ပထမပိုင်း15မိနစ်လုံးဧည့်သည်အသင်းဘက်ချမ်းမှာပဲပွဲကတက်ဝင်နေပြီးအာဆနယ်အနေနဲ့လည်း right ချရလိုက်တဲ့အခွင့်အရေးနဲ့ပွဲကိုထိန်းချုပ်ထားတာကလွဲရင်တော့ငြိမ်နေခဲ့ပါတယ်။ Saka free kick အပြင်ကန်ခွင့်ရခဲ့တဲ့ဒုတိယတစ်ကြိမ်ကိုလည်း Spa ကုသမာ Vagario ကပဲထပ်မံကာကွယ်သွားပါတယ်။ထရော့ဆာရဲ့အတွင်းကိုနဲ့စတင်ဦးဆောင်ခြင်းအာဆင်နယ်နဲ့ပွဲပြီးရင် PSG နဲ့ချန်ပီယံလိဂ်ကံဖို့ရှိနေတဲ့စပါးကတော့ချိုတင်မျော်မှန်းထားတဲ့အတိုင်းနီးပြတ်သောမဲ့ဖရန်ရဲ့တရားသည့်ပထမဆုံးအပြောင်းအလဲဖြစ် ဩစတြေးလျနောက်ခံလူကေဗင်တန်ဆိုကိုရိုမဲရိုဗန်ဒဗန်တို့နဲ့တွဲဖက်ပြီးနောက်တန်း၃ယောက်နဲ့တူပွဲထွက်လာစေခဲ့တာပါခန်းစစ်ကစားချိန်မှာတော့စပန်နဲ့ဥရောဂီတို့ကစင်းကူလာကြောင်းနောက်တန်း၅ယောက်ဖြစ်သွားပါတယ်စပားအနေနဲ့လည်းပုံစံကောင်းတွေပြနေတဲ့အာဆင်နယ်ကိုတတ်နိုင်သမျှတားဆီးဖို့ပြင်ဆင်လာခဲ့ပေမယ့်အလုံးမဖြစ်ခဲ့ပဲပွဲချိန်36မိနစ်မှာမီခေမိုရီနိုရဲ့မတင်ပေးမှုကနေထရော့ဆော့ကပြန်ပက်နောက်ခံလူတွေကိုအလင့်ငိုက်ကြော်ပြေးကဘယ်ချင်တဲ့အသားအရာကန်သွင်းယူသွားပါတယ်ဒီကိုမှာတော့စပားနောက်တန်းရောဂိုးသမားပါအလင့်ငိုက်မြည်သွားတာကိုမြင်ရတယ်လို့ နီးပြအာဒီတာရဲ့ခံစစ်အပြုလုံးနဲ့အသင်းတွေနဲ့တွေ့ရင်ကိုရယူဖို့အသေးချာလေ့ကျင့်ထားတဲ့ပုံစံမျိုးပါပဲ။တရားဒီမှာလည်းဒီလိုကိုမျိုးအာဆင်နယ်စီကမကြာခဏတွေ့နေရပါတယ်။အိမ်ကွင်းပရိသတ်တွေအပြင်းတန်အောင်ပွဲခံပြီးလို့9မိနစ်ကြာမှာပဲ Declan Rice ရဲ့ဖန်တီးပေးမှုကနေနွေရာသီရဲ့အကောင်းဆုံးခေါ်ယူမှုဖြစ်ခဲ့တဲ့ EZ ကနောက်ခံလူတွေကြားထဲကနေပြိုင်ဘက် box အတွင်း penalty area ရဲ့ခက်လန်းလန်းအနေနဲ့ဒုတိယဦးဆောင်ဂိုးကိုတွင်းယူသွားပါတယ်။နံပါတ်10ကစားသမားကို area ထိတ်မှလွတ်နေအောင်တပွဲလုံးကစားသွားတဲ့စပါးခန်စီကတော့တော်တော်လေးအံ့ဩစရာပါ။ ထမပိုင်းမှာတော့ Trossa Easy တို့ရဲ့သင်းကိုးတွေနဲ့အင်ရှင်အသင်းကနှစ်ကိုးပြတ်ဦးဆောင်ထားပါတယ်။ဒုတိယပိုင်းမှာပွဲကိုအပြက်ဖြတ်သွားတဲ့အာဆင်နယ်။မြောက်လန်နဲ့ဒါဘီကတော့ Easy ရဲ့နေလို့ပဲပြောရပါမယ်။ဒုတိယပိုင်းစပြီးလို့35စက္ကန့်ကြာမှာပဲ Julian Timber ရဲ့ဖန်တီးပေးမှုကနေ Easy ကပဲ16ကရဲ့အတွင်းဆက်ကနေဒုတိယကိုးအဖြစ်ကုသမအောက်တောင်းကိုကန်သွင်းယူသွားပါတယ်။ Easy အတွက်ဒုတိယကိုးဖြစ်သလိုအာဆင်နယ်အတွက်လည်းတတိယဦးဆောင်ကိုဖြစ်ခဲ့တာပါ။ ပွဲချိန်55မိနစ်မှာတော့စပါးဘက်ကချီပါကိုစတင်သွင်းယူဖို့အားထုတ်လာပြီးဂျာဘောလင်ညာရဲ့တည်သက်တဲ့ထားခဲကနေရစ်ချာလီဆန်ကမီဒယ်သက်ဇုံကွင်းလေထိတ်ကနေပြီးတော့ဂိုက်40ကန်ချက်နဲ့အတူဂိုသမားရာရာကိုပါကျော်ပြီးကန်သွင်းယူသွားပါတယ်ဒီသွင်းကိုကတော့တော်တော်လေးကိုလှပခဲ့တာပါစပါးအတွက်တပွဲလုံးမှာပထမဆုံးဂိုးပေါက်တဲ့ကန်ချက်လေးဖြစ်ခဲ့ပါတယ်ဒီနောက်တော့စပါးကပွဲတွေကိုပြန်ဝင်လာဖို့စတင်အားထုတ်လာတာပါ သို့တော့ easy ရဲ့နေဖြစ်နေတော့လဲစပါအနေနဲ့ဘာမှမတက်နိုင်လိုက်ဘူးလို့ပဲပြောရပါမယ်86မိနစ်မှာ Leandro Trossard ရဲ့ phant ပြေးမှုကနေ easy ကပဲ hat trick သွင်းဖို့ကိုပထမ2ဂိုးနဲ့တိတ်မကွာတဲ့အနေထားကနေပဲကန်သွင်းယူသွားပါတယ်ဒီ hat trick က Arsenal နဲ့အတူမြောက်လန်ဒန်ဒါဘီအတွက်လဲတမိုင်းဝင်အခိုက်အတန့်ဖြစ်သွားတာပါ1988 Arsenal ကစားသမားကြီး Alan Sunderland နောက်ပိုင်းနှစ်ပေါင်း90အတွင်းမြောက်လန်ဒန်ဒါဘီရဲ့ပထမဆုံး hat trick ကိုပရိသတ်တွေမြင်တွေ့ခံစားခဲ့ရပါတယ် ဒါအပြင်မြောက်လန်ဒန်ဒါဘီမှာ hat-trick သွင်းပြီးဘောလုံးကိုအိမ်ပြန်တည်ခွင့်ရခဲ့တဲ့၄ယောက်မြောက်ကစားသမားဖြစ်တဲ့ easy တယောက်မှတ်တမ်းဝင်ခဲ့ပါတယ်။အာဆင်နယ်အတွက်နောက်ထပ်စိန်ခေါ်မှုအဖြစ်တော့ဂျားရဲ့ဂျာတာပရီမနက်မှာ Champions League League Phase ရဲ့ပွဲစဉ်၅အဖြစ် Bayern Munich ကိုအိမ်ကွင်းမှာအဲခံကစားသွားရဖို့ရှိနေပါတယ်။ဒီနှစ်သင်းလက်ရှိပြသထားတဲ့ခြေစွမ်းတွေကနှစ်သင်းလုံးကလည်း Champions League မှာရှုံးပွဲမရှိထားတာတွေကြောင့်ပွဲအချိန်ကိုအမြင့်ဆုံးကိုဆွဲတင်သွားဖို့ရှိနေပြီ။ဘယ်အသင်းအနိုင်ရသွားမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ စပါကို4-1နဲ့အနိုင်ရကဒုတိယနေရာကချယ်ဆီကို6မှတ်အဖြတ်ထားနိုင်ပြီးနောက်နီးပြမီခေးအာဒီတာရဲ့ပြောစကားတွေကိုနားထောင်ကြည့်ကြပါမယ်။အမ်မရီကွင်းတွေကမမေ့နိုင်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တာနဲ့ပတ်သက်လို့အာဒီတာကထူးခဲ့တဲ့နေ့တစ်နေ့ပါပဲ။ကစားသမားတွေ International Break ကပြန်လာတာကနေပွဲအတွက်ပြင်ဆင်မှုတွေလုပ်တဲ့အထိမိနစ်တိုင်းကအရန်ကောင်းပါတယ်။ကစားသမားတွေစီကနေလည်းအသင်းနဲ့ပြန်ပူးပေါင်းပြီးလာမယ့်ပွဲကောင်းတွေအတွက်အစဉ်အသင့်ဖြစ်အောင်ပြင်ဆင်မယ်ဆိုတဲ့ခံစားမှုမျိုးကိုတစ်လျှောက်လုံးရနေခဲ့တာပါ။ဆိုတော့ပြင်ဆင်မှုကလည်းထိတ်တန့်အဆင့်ရောက်ခဲ့ပါတယ်။ ပရိသတ်တွေကလည်းကွင်းထဲကိုငွေအသက်ကောင်းတွေယူလာခဲ့တာဆိုတော့ကျွန်တော်တို့အနေနဲ့ရလကောင်းကိုပေါ်ဆောင်ပေးရပါမယ်။ပွဲစားမိနစ်ကနေစလို့အဆုံးထိကစားသမားတယောက်ချင်းစီကတကယ်ကိုထူးချွန်ခဲ့တာပါ။ပွဲကိုနေရာပေါင်းစုံကနေထိမ့်ချုပ်ထားနိုင်ခဲ့ပါတယ်။မှတ်တမ်းတင်ထားရမယ်နေ့တစ်နေ့ပါပဲ။ဒါပြီးပွဲမျိုးမှာ4-1နဲ့အမြဲတမ်းနိုင်နေမှာတော့မဟုတ်ပါဘူး။အာဆင်နယ်ပရိသတ်တွေကိုကျွန်တော်တို့ဂုဏ်ယူရအောင်ကစားနိုင်ခဲ့ပါတယ်။ EC ရဲ့နေ့တစ်နေ့ဖြစ်ခဲ့တာနဲ့ပတ်သက်လို့လည်းနီးပြားက အားလုံးကသူ့အကြောင်းနဲ့သူရှိပါတယ် international duty ပြီးတော့ easy နားရနေရရပဲသူကတော့တရက်ပဲနားပြီးနောက်တရက်မှပဲလေ့ကျင့်ရေးသူကဆင်းကျင်နေပါပြီကျွန်တော်နေလဲဘောလုံးနဲ့ပတ်သက်လို့အများကြီးပြောပြခဲ့ပါတယ်မိကုန်းနေလဲမိခဲ့တာပါကစားသမားတယောက်ကဒီလိုအည်သွေးမျိုးစားလောင်မှုမျိုးရှိနေတော့ဒီနေ့လိုရလမျိုးကသူ့အတွက်ထိုက်တန်ပါတယ် easy အတွက်လည်းပျော်ရွှင်မိပါတယ်အသင်းကိုသူစားရောက်လာကလေးကသူ့အနေနဲ့မတူကွဲပြားတာတွေယူဆောင်လာမယ်လို့မျှော်လင့်ထားခဲ့တာပါဒီကနေ့အသင်းနဲ့သူ့အတွက်ပိုကောင်းတဲ့စီကိုယုံကြည်မှုရှိရှိသွားနိုင်မယ်လို့မျှော်လင့်ထားပါတယ် ထရော့ဆာရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့လည်းနီးပြားကထရော့ဆာကိုအသိပြောင်းဖို့တားမြစ်ခဲ့တာလေကျွန်တော်ပါပဲကစားသမားရဲ့အရေးသွေးကိုတီထားပါတယ်လက်ရှိသူ့ကိုဝန်းရံထားတဲ့ကစားသမားတွေနဲ့ဆိုရင်သူ့အနေနဲ့အသိကိုအများကြီးကူညီနိုင်ပါလိမ့်မယ်သူ့ရဲ့အကောင်းဆုံးပွဲတွေကတော့ပွဲပါပဲဘောလုံးနဲ့ရောဘောလုံးမရှိချိန်မှာရောထိရောက်မှုရှိအောင်ကစားနိုင်ခဲ့တာပါနောက်ထပ်သွင်းကိုနှစ်ကိုးလောက်ကိုသူ့အနေနဲ့ပောင်းရင်ပတ်သက်မှုလုံနိုင်လောက်ခဲ့တဲ့အနေထားပါရှေ့မှာပြောခဲ့သလိုပါပဲတဝူးချင်းအနေနဲ့ကစားသမားတွေအရန်ကိုအားကောင်းခဲ့ပါတယ်အမပေးစရာဦးဆောင်နေနိုင်တာနဲ့ပတ်သက်လို့လည်းနီးပြားက ရီးမီးယားလိမှာတော့ဒါကဘာမှမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့ပုံစံကောင်းကိုထိန်းထားနိုင်တဲ့ရလဒ်တွေကောင်းနေတယ်ဒါတော့ပါပဲဒီလိမှာတော့အသင်းတွေရလဒ်တွေပွဲပြီးသွင်းဖို့အနေထားတွေကကွာခြားကောင်းကွာခြားနိုင်ပေမဲ့တကယ်တမ်းပွဲတွင်ခြေစွမ်းတွေကကျင်းမြောင်းကြပါတယ်ဒါကိုနားလည်ထားရမှာပါဒါအပြင်ကစားသမားတွေလည်းအသင်းနဲ့ပြန်ပူးပေါင်းနိုင်ဖို့လိုအပ်ပါတယ်။ကစားသမားတချို့ဒီနေ့မှလူစားဝင်ပြန်ကစားနိုင်ကြမျိုးရှိတယ်လို့အားလုံးကိုအသင်းမှလိုအပ်နေတာပါ။တရင်ကောင်ကတော့ဂါဘီအကြီးဆုံးကိုဆုံးရှုံးထားပေမဲ့ပီအာရိုဟင်ကပီကတော့သူ့နေရာကိုအကောင်းဆုံးကစားပေးသွားပါတယ်။ဒါကတရင်ကောင်ပါလို့ပွဲပြီးမှ နီးပြအာဒီတာကထုတ်ဖော်ပြောဆိုသွားပါတယ်တစ်ဖက်မှာလည်းကိုပြက်ရှုံးနေသွားခဲ့တဲ့နီးပြတောမက်ဖရန့်ရဲ့ပြောစကားကိုလည်းနားထောင်ကြည့်ရအောင်ပါခန်းစစ်၅ရောက်ထားပြီးအာဆင်နယ်ကိုတားဆီးနိုင်မှုပြင်ဆင်ခဲ့တာလားဆိုတဲ့သတင်းတောက်ရဲ့မေးခွန်းကိုတောမက်ဖရန့်ကဒီမေးခွန်းကိုဖြေဖို့စိတ်ထဲမှာရှိပြီးသားပါအသင်းကတိုက်စစ်ပိုင်းအတွက်ပြင်းပြင်းထန်ထန်အလုပ်လုပ်ဖို့ပြင်ဆင်ထားတာပါဒီလိုလုပ်ဖို့ဆိုရင်ခန်းစစ်ပိုင်းကလည်းမကြောနေဖို့လိုပါတယ်ခန်းစစ်လုံခြုံမှုကနေတိုက်စစ်စီတို့ဆိုတာမျိုးပါဒီနေ့ပွဲမှာဒါကိုလုပ်ခဲ့တာဖြစ်သလို ။ဒါဒီဂျို PSG နဲ့ပွဲတော့ကလည်းဒါကိုပဲအကောင့်ထည့်ပေါ်ခဲ့တာပါ။ပုံစံတူအားထုတ်ခဲ့ပေမဲ့ဒီနေ့မှာတော့မအောင်မြင်ခဲ့ပါဘူး။ခုနပြောသလိုပါပဲ။ခန်းစစ်မှာ9ရောက်ထားကစားသည့်တိုင်တိုက်စစ်ကိုပုံစံမျိုးစုံနဲ့စော့နိုင်သေးတယ်ဆိုတာပါ။သို့တော်ဒီနေ့မှာတော့မအောင်မြင်ခဲ့ပါဘူး။ဒုတိယတစ်ချက်အနေနဲ့ပထမပိုင်းမှာနီးစနစ်ကိုဖယ်ထားပြီးအသင်းသားတွေတိုက်ပွဲဝင်လို့စိတ်အားနည်းခဲ့သလားဆိုတာနဲ့ပတ်သက်လို့လည်းနီးပြကတူးချင်းရင်ဆိုင်တဲ့နေရာမှာအသင်းကအာဆင်နယ်ထက်အတော်လေးအားနည်းခဲ့ပါတယ်။ ် UA ဒီမှာများသောအားဖြင့်အနိုင်မရခဲ့တာပါဒါကိုတိုက်ပွဲဝင်စိတ်လိုပဲခေါ်ခေါ်ဘလို့ပဲနမည်တက်တက်အဲ့နေရာမှာအသင်းကအားနေခဲ့တာတော့အမှန်ပါပဲအာဆင်နယ်မန်ယူချယ်ဆီ၃သင်းကိုရင်ဆိုင်ခဲ့ပြီးတမှတ်ပဲရခဲ့တဲ့အပေါ်ဒီ၃ပွဲကနေဘာတွေသင်ယူဖြစ်တယ်လဲဘယ်အပိုင်းတွေတိုးတက်ဖို့လိုသလဲလို့မေးနေရပါနီးပြကမတူညီတဲ့၃ပွဲကိုကစားခဲ့ရတာပါချီစီအာဆင်နယ်တို့တက်ဆိုင်ယူနိုက်တက်နဲ့ပွဲမှာအသင်းကပိုကောင်းခဲ့ပါတယ်။ဆာရွက်ပုံမှာတော့အတော်အခြေအနေဆိုးပေမဲ့ချီစီအာဆင်နယ်နဲ့တပွဲချင်းစီမှာတော့ဖြစ်သွားတာတွေကမတူပါဘူး။ ီပွဲကိုပြန်ကြည့်ဖို့လိုပြီးလုံးစရာတွေလည်းများနေပါတယ်ပရိသတ်တွေကိုလည်းတောင်းမန်လိုပြီးဒီအခြေအနေကနေရှောင်ထွက်လို့စိတ်မရှိပါဘူးကျွန်တော်တို့ဘယ်ကလာတယ်ဆိုတာမမေ့ဖို့လိုပါတယ်လို့ပြောရင်မျှတမယ်ထင်ပါတယ်မနစ်ကစပါးကအဆင့်16ရဲ့ရာသီတင်းခဲ့တာပါအသင်းကတီဆောက်ဖို့ကြိုးစားနေပါတယ်သို့တော့ဒီနေ့မှာတော့အဲ့ဒီပုံစံသိပ်မပေါ်ခဲ့တာပါနောက်ဆုံးအနေနဲ့ခန်းစစ်၅ရောက်ထားလိုက်တာကများအသင်းကိုခန်းစစ်စိတ်ရိုင်းသွားစေလားဆိုတဲ့မေးခွန်းကိုနီးပြကခန်းစစ်၅ရောက်ကြောင့်ဆိုပြီးလက်ညှိုးထိုးလို့ရပါတယ် သို့တော့ဒီနေသားမှာတော့တခြားရှုထောင့်တွေလည်းရှိပါသေးတယ်353343တို့ကိုကျွန်တော်ကိုယ်တိုင်လည်းခဏခဏသုံးသလိုတခြားအသင်းတွေလည်းသုံးကြပါတယ်ဒီကစားကွက်တွေနဲ့အတူတိုက်စစ်ကိုအလွန်ကျူးပုံဖော်လိုက်လို့လည်းရတာပါပဲဒီနေရာမှာဖြစ်ခဲ့တာကဒါကြောင့်မဟုတ်ပါဘူးစနစ်ကြောင့်တက်တက်မဟုတ်ပါဘူးလို့နီးပြားကဖွင့်ဟသွားပါတယ်ဒါကတော့ Arsenal Force Power 1B ပွဲတွင်မှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲပွဲပြီးနောက်နှစ်ဖက်နီးပြားတွေရဲ့ပြောစကားတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ